ားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion Pay တက်တဲ့အောင်းလည်းမင်္ဂလာပါ။ဆိုတော့ကျွန်တော်တို့အခုစိတ်ဝင်စားစရာအနေနဲ့ဒီလက်ရှိမှာ Florian Verts နဲ့ပတ်သက်လို့အကြောင်းပြောချင်တယ်။ဒါဒီ chat တွေကအခုလက်ရှိမှာအသင်းပြောင်းဖို့လုပ်နေပြီးပြဿနာကဘာဖြစ်လဲဆိုတော့ Liverpool ဆင်ကဒါသူတို့ရဲ့ German Superstar ဒါ Florian Verts ကိုရောင်းဖို့ဆုံးဖြတ်ထားတယ်။ဒါပေမဲ့ပြဿနာကပြောင်းရွှေ့ခြင်းကိုအစမတန်တောင်းနေ။ဆိုတော့ Manchester City လိုက်တဲ့ တောက်တစ်ဖက်ကလီဗာပူးအသင်းတန်လိုက်တယ်ရယ်မက်ဒရစ်လိုချင်တယ်ဘိုင်းမြူနစ်အသင်းလိုချင်တယ်ဆိုတော့အားလုံးကလိုချင်နေတဲ့ကစားမအတွက်ဒါတောင်းဆိုထားတဲ့အမောင့်ကလည်းကြောက်ဖို့တော့ကောင်းတယ်ဆိုတော့ဒီချက်တိတ်ကိုလိုချင်တဲ့အသင်းတွေအားလုံးရှိတဲ့အချိန်မှာအခုလောလောဆယ်အနေထားရာဒီချက်တိတ်ကလက်ရှိမှာ current market ပေါက်ချီကယူရိုတန်140ရှိတယ်သူရဲ့ contract က Bayern Leverkusen အသင်းနဲ့ပေါ့လေကာလာရှီချာ contract ရှိတယ်။ဒီနေ့ရအတွင်းမှာဒီရဒီမှာသူစွမ်းဆောင်ရေးကောင်းအများကြီးပြသထားသလို လက်ရှိမှာလည်းဥရောပကလပ်တွေတော်တော်များများစောင့်ကြည့်နေတဲ့ကစားမဆိုတော့လီဗာပူးလိုချင်တာလည်းမဆန်ဘူးတစ်ဖက်ကရယ်မက်ဒရစ်လိုချင်တာလည်းမဆန်ဘူးမန်စီးတီးလည်းမဆန်ဘူးနောက်တစ်ဖက်ကဘိုင်းမြူနစ်လိုချင်တာလည်းမဆန်ဘူးဖလော်ရီယန်ဗတ်စ်ကဒါလက်ရှိ contract က2029ဒီစာချုပ်ရှိတယ်2026ဆိုရင်တော့ gentleman agreement နဲ့ထွက်ခွင့်ပေးထားပြီမဲ့သက်တမ်းမတိုးထားတဲ့အတွက်ဒီစာမကို Bayer Leverkusen ကဒါ Euro 350တတ်မှတ်ထားတယ် ဆိုတော့ကျွန်တော်ကြားသိတာကကစားပါကဘိုင်းမြူနစ်ကိုပဲပြောင်းချင်တယ်မန်ချက်စတာစီးတီးတို့လီဗာပူးတို့ရင်းမတွေ့ဖို့မပြောင်းချင်ဘူးဆိုပြီးတော့အတန်ထွက်လာတဲ့အချိန်မှာဘိုင်းမြူနစ်ကလည်းသူတို့ရမယ်လို့ယုံကြည်မှုအပြည့်ဝတယ်ဘိုင်းမြူနစ်ဆိုရင်ဘိုင်းလီဗာပူးစီရဲ့အသင်းကောင်းဆောင်ဂျိုနာသန်ထာကိုပဲသူတို့အသေးအတန်လိုက်နေတယ်၃နှစ်စာချုပ်နဲ့ချုပ်ဆိုနိုင်မယ်လို့ယုံကြည်နေတဲ့အချိန်မှာဖလိုရီယန်ဗတ်စ်ကိုပါတခါတည်းခေါ်ချင်တယ်ဆိုတော့သူတို့ကမူစီယာလာနဲ့ဖလိုရီယန်ဗတ်စ်ကိုဘိုင်းယန်မှာတွဲကစားမယ်ပုံစံမျိုးကိုယာထားတဲ့အချိန်မှာ လောလောဆယ်မှာဘိုင်မြူနစ်အသင်းကိုလီဗာပူးဆင်ကလုံးဝဘလော့လုပ်ထားတယ်။ဘိုင်လီဗာပူးဆင်အသင်းကိုဘိုင်မြူနစ်ကယူရိုတန်တရာပြောင်းရွှေ့ချေအပူစုချင်းဝင်ဘာညာနဲ့ကမ်းလှမှုကိုလီဗာပူးဆင်ကချက်ချင်းပယ်ချထားတယ်။ဆိုတော့အခုအလက်ရှိမှာမန်ချက်စတာစီးတီးကယူရို125သန်း plus အပူစုချင်းဝင်နောက်ထပ်ဘလော့ဆိုတဲ့ amount တစ်ခုနဲ့သူတို့ကလည်းစီးတီးကလည်းကမ်းလှမှုလုပ်နေတယ်။ဂျာဗီအလွန်ဆိုကရီယယ်မက်ထရစ်အသေးအတွက်ဖလော်ရီယန်ဗတ်ကိုလိုချင်ပြီးတော့ လီဗာပူးကစိတ်ဝင်စားတယ် recently မှာကစားမရဲ့ agent ကိုဆက်သွယ်ထားတယ်ဒါပေမဲ့ဒါ table ပေါ်မှာတော့ on the table ပေါ်မှာတော့ဘာပြောင်းရွှေ့ချီတစ်ခုတစ်ချက်မှတော့သူတို့မပြောထားဘူးမပေးထားသေးဘူးဆိုတော့ liverpool ရဲ့ bayern munich ရဲ့ manchester city ရဲ့ real madrid real madrid ကအလွန်ဆိုရဲ့ဆက်ဆက်မှုနဲ့အတူဒါဘယ်လိုပြောမလဲဆိုတော့တကယ့်ကိုဒါစောင့်ကြည့်စရာကောင်းနေတယ် fronia vas ကဒီဘက်နဲ့တဲမှာတော်တော်ကိုဒါရှေ့စွန်းအရန်တက်လာတယ်သူရဲ့အဓိက main position ကနံပါတ်10ကို ။ तू ကနံပါတ်10ရိုးမှာကစားတယ်။အဲ့ left channel ရဲ့ half face ရဲ့ half face ဒီမှာကစားတယ်။ပြီးတော့ right channel ရဲ့ပါတယ် तू ကဆိုတော့ tight set မှာ position 3မျိုးပေါ့လေ။ဒါ AM position attacking midfield player ကသူ့ရဲ့အဓိက main position left right နှစ်နေရာလုံးကစားနိုင်တယ်။ဒီကစားမကအခုလက်ရှိ Bundesliga မှာပွဲ30မှာ10ဂိုးသွင်း13ဂိုးဖန်တီးတယ်ပြီးခဲ့တဲ့ Bundesliga ရဲ့တနစ်တာအကောင်းဆုံးစုကိုရရှိထားပြီးတော့ဒီနေ့ရာသီအတွင်း Liverpool စီအတွက်ပြိုင်ပွဲဆုံး44ပွဲမှာ 16ကိုတွင်15ကိုဖန်တီးထားတယ်ဆိုတော့ total အားဖြင့်32ကိုကိုပါဝင်ပတ်သက်ထားတယ်ဆိုတော့ကိန်းကနန်းတွေကတော့တော်တော်လေးတော့ impressive ဖြစ်စရာဖြစ်တယ်။ Liverpool ကလည်းနံပါတ်10ရိုးကို3-3တာမရှိပေမဲ့တေးကြတာတော့ဒါဘယ်လိုပြောမလဲ war rate ကောင်းတဲ့ support slide ထက်စာရေးသူတို့က attacking ဒီအသင်းရဲ့ တံပူနဲ့အဓိကဒီနံပါတ်30ဟူပွဲကိုထိ ंछ ုပ်ပေးမယ်အသင်းရဲ့ဒါပြိုင်ဘက်ခံစစ်တွေကို unlock လုပ်ပေးမယ်သူမျိုးကိုသဘောကျတယ်ဆိုတော့ Florian Wirtz က Bayer Leverkusen အသင်းနဲ့စုစုပေါင်း600တိကစားပြီးပြီ139ပွဲမှာ Bundesliga 35ခုသွင်းတယ်နောက်ပြိုင်ပွဲဆို196ပွဲမှာ59ခုသွင်းထားတယ်မနေ့ကသူ18ခုအများဆုံး record breaking သွင်းတယ်ဒီရာဒီ16ခုသွင်းထားတယ်ဆိုတော့ ဘွန်ဒစ်စီကတပွဲပဲကြံတော့တယ်ဆိုမနစ်ကဆန်ကြီးမိတော့မမိနိုင်ပေမဲ့ရည်သွေးရှိတဲ့ကစားမှာလဝင်းစင်မှာ29ပွဲမှာ6ဂိုးသွင်းထားတယ်ဆိုတော့တန်း150ဘိုင်ယန်ဒီလီဗာကူစင်တတ်မှတ်ထားတဲ့ဂျီကိုဘယ်သူပေးမလဲ2020ခုမှာစာချုပ်တက်တန်းကုန်ပဲဘိုင်ယန်ကတန်း100ကမ်းလန်းနဲ့ပယ်ချထားတယ်မန်စီးတီးကမ်းလန်းမှုပြင်နေတယ်လီဗာကူကအေဂျင့်ကိုဆက်သွယ်ထားပြီးဖြစ်တယ်မန်စီးတီးနဲ့လီဗာကူစင်ကြားမှာလည်းအခုမှရတယ်ဆိုတဲ့တက်ထားပြီးတော့ ရီယယ်မက်ဒရစ်အသင်းကအလွန်ဆိုရဲ့ဆက်ဆက်မှုနဲ့ခေါ်ယူဖို့လုပ်နေတယ်ဖလော်ရန်ဗတ်စ်ကိုဘယ်သူရသွားမယ်ထင်ကြလဲကိုမမောင်ရောက်မှတ်ချက်ပေးကြပါဘာလို့ကျင်းတူပါတယ်